ိုယ့်ရဲ့အာပရဒါလိုချင်တာနဲ့ကိုလုံးနိုင်တဲ့ဒီ item နဲ့ပေါင်းလိုက်တဲ့ဟာတွေကဟုတ်တယ်ဗျာအာဒါတော့ live ဖက်တယ်လို့ပြောရအောင် live ဖက်တယ်ဆိုတာကလည်းဟိုကိုလင်းပြောမယ်ဆိုလို့ရှင် rider ဩရဒါဆိုတာကသူ့ရဲ့နာမည်အရင်ကကိုကျော်ကျော်ထွန်းကိုနော်ကျွန်တော်တို့ကဟိုတုန်းကကိုကျော်ထွန်းရေကျော်ထွန်းရေနဲ့ခေါ်ခေါ်တော့အဲ့တော့ပေါင်းတင်လာခဲ့တဲ့နှစ်အတိုင်းတာကလည်းတော်တော်လေးရခဲ့ပြီဗျဆရာ ဥညင်ကြီးထွန်းလွင်လက်ထက်ကလေးကကျွန်တော်တို့ရိုက်လာခဲ့တာဆိုတော့ဒီကလေးကဥညင်ကြီးထွန်းလွင်ရဲ့နောက်မှာနောက်တူမယားလေးတွေလို့နောက်ကြတော့သူတွဲဘက်ဒါရိုက်တာဖြစ်အဲ့ဒီအနေမှာတဆင်ချင်းပေါ့ဗျာဒီကလေးရဲ့သူ့ရဲ့ကြိုးစားမှုနဲ့အတူဒါဒီနေ့အော်ရာတာဒါတော့အဲ့ဒီလုတ်ခဲ့တာဒါပေါ့ဒါပေါ့အဲ့ဒီတွေလုတ်လာခဲ့တာပေါ့အဲ့တော့ဒီနေ့ကျတော့အော်ရာတာဖြစ်လာပြီပေါ့ဗျာဖြစ်လာတဲ့အပေါ်မှာဆိုတော့ကျွန်တော်ပြောချင်တာကတော့ဥညင်တို့လက်ထက်ကလေးကကျွန်တော်ကတော်တော်လေးရိုက်ခဲ့ရတာဆိုတော့ကျွန်တော်ရဲ့အကြောင်းကို ောရသာတိတယ်ဗျအဲတိတယ်ဗောနောအတိတယ်ဆိုတော့ကိုဇော်ဝင်းနိုင်ဒီညာနဲ့ထားရင်တော့ဒါသူနဲ့လိုက်ဖက်တယ်ဗောနောဆိုတော့ကိုညီလေးပါပဲတကယ်ညီအငယ်ဆုံးလေးလောက်ပဲရှိပါတယ်ဩရသာဆိုတာဒီကလေးကဟိုမြင်တတ်တယ်သင်တတ်တယ်ဗောမြင်လဲမြင်တတ်တယ်ဟောသင်လဲသင်တတ်တယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့ကအလုပ်လုပ်ရတာပါနော်အလုပ်လုပ်ရတာပါနောက်ပြီးတော့သူ့အင်တာဗျူးတွေကိုကြည့်လိုက်ပါဟို သူပြောတဲ့စကားတွေထဲမှာပါပါတယ်ကျွန်တော်ဟာလောဘကြီးတယ်ဆိုတာတကယ်လေသူကအလုပ်အပေါ်မှာအမတန်ဇောကတ်တယ်လောဘရှိတယ်အဲ့ဒီလောဘနဲ့အတူတရုပ်ဆောင်တွေအပေါ်မှာမင်းသားမင်းသမီးပဲဖြစ်ဖြစ်ဇက်ဖို့ဇက်ရံပဲဖြစ်ဖြစ်သူပဲပဲနေနေဇက်ကားကောင်းဖို့အတွက်သူခိုင်းတယ်လှုပ်ခိုင်းတယ်အခါကသူကြိုက်ကြိုက်တဲ့အထိသူစိတ်တိုင်းကြတဲ့အထိကျွန်တော်တို့ခိုင်းပါတယ်တကယ်လေကောင်းပါတယ်အဲ့ဒီလိုတွေလှုပ်ပေးလိုက်တော့မှသူစီစိတ်တိုင်းကြစွာနဲ့ အဲတော့ဘုံမဲ့ဒီတခန်းဆိုရင်လည်းတခန်းစာပေါ့သူစိတ်တိုင်းကြဆိုရင်လည်းသူလွတ်လိုက်တယ်ပေါ့နော်သူစိတ်တိုင်းမကြမချင်းကတော့ဒီတခန်းစာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တခန်းမဟုတ်ဘူးတချမ်းပဲဖြစ်ဖြစ်သူမလွတ်ဘူးအဲဒီလိုလေးတွေတော့သူစိတ်မှာတော့အဲ့ဒါမျိုးရှိတယ်အားလုံးကောင်းမှဇကာရကကောင်းတာဆိုတော့အားလုံးကောင်းမှဆိုတဲ့တာဝန်ကြီးဟာဒရိုက်တာပေါ်မှာမူတည်နေတယ်အဲ့ဒီဒရိုက်တာဟာဒီလိုစိတ်ရှိနေမှလည်းဒီဇကာကကောင်းမှာပါဒါဘလို့ဇကာမျိုးပဲဖြစ်ဖြစ်ဘယ်ဒရိုက်တာပဲဖြစ်ဖြစ်ဒီစိတ်ကိုရှိဖို့ရှိနေမှရမှာပါ အဲ့ဒီအတွက်ကိုကျော်ကျော်ထွန်းလို့ကျွန်တော်တို့ညီလေးကိုဩရသာပေါ့နော်ဩရသာပေါ့ဩရသာလေးကတော့အဲ့ဒီအပေါ်မှာတော့ကျွန်တော်လေးစားတယ်ဗျသူပေါ့အဲ့တော့ဇာကာရကာဖြစ်ဖို့ဟာဒရိုက်တာပေါ်မှာမူတည်တယ်ဆိုတာလည်းမှန်တယ်လို့အဲ့ဒီဒရိုက်တာရဲ့အကန့်အတွေ့နောက်တစ်ခါခုနပြောတယ်ကျွန်တော်တို့ချက်ဆိုးလို့ပါပဲနော်ဒါဒီနေရာတော့မြင်းယုတ်ကလေးတက်လိုက်မှရမှာဒါကတော့ဘေးရှော့ပေါ့နော်ဒါကတော့ကာဆယ်ပေါ့ဒါကတော့မုံယုတ်ကလေးရှေ့တင်လိုက်မှဖြစ်မယ်ဆိုတာမျိုးပေါ့ဒီလိုချက်ဆိုးလို့လို့ပဲအယုတ်တွေအကောင်တွေကိုကင်နိုင်တာကတော့ ဒရိုက်တာပဲဗျအဲ့ဒီဒရိုက်တာကဒီအယုတ်တွေဒီအကောင်တွေပေါ်မှာသူကင်နိုင်တဲ့အကြီးချင်းရှိလို့ကိုဇကာတကောကောင်းလာတယ်လို့ပြောမှာပေါ့နော်အဲမန္တလေးကတော့အဓိကပေါ့မန္တလေးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အညာပေါ့အညာကဟလာအငိမ့်ပဲဖြစ်ဖြစ်ဇက်ပဲဖြစ်ဖြစ်ဆိုင်းပဲဖြစ်ဖြစ်သူတို့ပြောလို့ရှိရင်ဒီ ဗမာရက်ကိုပြောကြတာများတယ်ဗျ။အဲဟုတ်တယ်။ဒါကိုတခုတည်းပြောပါဦး။အဲ့ဘော်တော့ဗမာရက်လေဗမာရက်တော့အဲ့ဒါလေးပေါ့။နော်အဲ့လိုလေးတွေပေါ့။အဲ့ဒါလေးတွေဆိုလို့ရှိရင်ဒါ driver မြင်တတ်တယ်ပေါ့ဗျာ။နောက်တူးပေါ့။နောက်တူးကတော့ဘယ်ဆုံးဆိုမတ်မျိုးတန်တာထုံးပေါ့။မဲသုံးပေါ့။နော်မဲသုံးကလည်းမဲသုံးဖြစ်သွားတယ်ဗျ။နော်မဲသုံးဖြစ်သွားတယ်။ဒီဇလန်းထဲမှာဘာကြောင့်လို့ဆိုတော့ကျွန်တော်ဒီအတန်နေပေါ့။ဒီအတန်နေကကျွန်တော်တို့နားရင်ပါတယ်ဗျ။ ျွန်တော်ကသမင်းသေးအလားမိသားစုကနေမှာပေါက်ဖွားလာတဲ့ဒူမို့လို့ကျွန်တော်တော်လေးနားရင်တယ်သူ့ပေမဲ့ကျွန်တော်ရဲ့သမင်းသက်ကပြတ်ခဲ့တာ88 89လောက်ကလေးကကြာခဲ့ပြီလေအဲ့လိုလေးတွေဖြစ်နေတာဆိုတော့88အေးခင်ပြီး89လောက်ကလေးကသမင်းသက်ပြတ်သွားတာဗျဒါပေမဲ့အသွေးသားထဲမှာအဖေမေရဲ့အသွေးသားသမင်းသေးရဲ့အသွေးသားပြီးတော့နားရင်လာခဲ့တဲ့အတန်လေးအဲ့ဒီပုံမှာရှိနေတာဆိုတော့မမျိုးတန်တာထွန်းကိုဒီလိုသချင်းမျိုးကို ဒီလောက်အထိအဲသူကြိုးကြိုးစားစားနဲ့ဆိုလိုက်လို့သူဖြစ်လာတာဗျာကျွန်တော်မထင်ဘူးကျွန်တော်ပြောချင်တာဓာတ်ဒီအားလုံးဟာဒီအရသာဒီပိသက်ကိုပေးတာဟာဒါဒရိုက်တာမင်းပါပဲဒရိုက်တာပါပဲနော်ဟိုဟိုကျွန်တော်တို့ရှေ့မှာလဲအခုဆရာတွေအများကြီးပါဒရိုက်တာပြောတာမဟုတ်ပါဘူးတရုပ်ဆောင်တွေပေါ့တရုပ်ဆောင်တွေအများကြီးပါအဲ့ဒါလိုပဲဗျအဲ့ဒီတရုပ်ဆောင်ကြီးတွေအသက်အရွယ်ရသွားပြီအခုကျွန်တော်ကကျွန်တော်ကျွန်တော် စဉ်းစားမိတာပေါ့နော်။အော်ငါအကိုကြီးတွေအဲပြောမှဆိုတော့ကျွန်တော်တို့ရုပ်ရှင်လောကအမတန်နုပြိုခြင်းညတယ်။အဲနုပြိုခြင်းညတယ်နော်။နုပြိုခြင်းညတယ်။အဲ့ဒီမှာကျွန်တော်လည်းအပါဝင်ပါပဲ။နုပြိုခြင်းပါတယ်နော်။နုပြိုခြင်းပါတယ်။အဲ့လိုနုပြိုခြင်းညတဲ့လူတွေကိုကျွန်တော်ကဦးလေးလို့ဦးလို့အန်ကယ်လို့ခေါ်လို့ရပါတယ်ဗျ။ကျွန်တော်အသက်ရွယ်နေသူတို့သူ့မဲ့ကျွန်တော်အကိုကြီးလို့ပဲခေါ်တယ်။အာအကိုကြီးလို့ခေါ်လို့ရှိရင်အေးညီလေးပေါ့။သိစ်ချစ်စရာကောင်းတာပဲเนาะဒါသူလဲနာပြောပွဲကောင်းပါတယ်ငယ်ချင်းနဲ့နှုတ်ချင်တာဟုတ်เนาะ အဲ့တော့ကျွန်တော်ကလည်းဒီလိုခေါ်ဖို့ပြောတာဟုတ်ပါဘူးเนาะခေါ်ချင်လို့ခေါ်ပါဘာမှပြဿနာမရှိပါအဲ့တော့အချင်းခါတည်းရွေ့လာတာဗျเนาะရွေ့လာတာရွေ့လာတော့အခုမဲသုံးပေါ့ဟာလာတစ်ချိန်ကအမတန်ချောခဲ့သောလှခဲ့သောတရုတ်ဆောင်ကောင်းခဲ့သောမျိုးတန်တာထွန်းသည်ဒီနေ့အသက်ရွယ်တစ်ခုရလာပြီဟာလာအသက်ရွယ်တစ်ခုရလာတဲ့အပေါ်မှာလည်းအမှုပညာကြတော့သူ့အရွယ်နဲ့သူလိုက်ဖက်စွာအဲသူတရုတ်ဆောင်နိုင်တယ်အဲ့တော့တရုတ်ဆောင်ကောင်းဝင်ရင်ကျွန်တော်တို့ကသဘောကျတာဟုတ်ဗျာ အဲ့တော့တေယုံဆောင်ကောင်းပြီးသားဗျာမျိုးတဏ္ဍာထွန်းကဒါတော့သိပြီးသားဒါတော့အေးစေးပါဘာပြဿနာမရှိပါဘူးဒါမှမဟုတ်ဒီသချင်းကိုမျိုးတဏ္ဍာထွန်းဆိုတော့မယ်ဆိုတော့ဟုတ်ပါမလားဆိုတဲ့စိတ်ကလေးတော့ကျွန်တော်ဖြစ်မိတယ်ဗျာနော်တကယ်ကြိုးကြိုးစားစားနဲ့သူဆူလိုက်တဲ့အချိန်ခါကြတော့လေခုနပြောတဲ့တော်တော်လေးလဲဇက်ကားနဲ့လဲလိုက်တယ်သူဆိုတာကလည်းတော်တော်လေးလဲထိထိမိမိရှိတယ်နော်ကိုယ်တိုင်ဆိုကိုယ်တိုင်မဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်အဲ့ဒါအဲ့တော့ကိုဩရတရဲ့အင်တာဗျူးမှာလဲကျွန်တော်တွေ့ရပါတယ်နော် ဒီသယုတ်ဆောင်ကဆိုရတဲ့လူတွေကိုကျွန်တော်ထည့်ထားတဲ့အတွက်သူတို့ကိုယ်တိုင်ဆိုသူတို့ကိုယ်တိုင်သယုတ်ဆောင်တော့ကြတော့ပို့ပြီးတော့ထိတိမိမိရှိမယ်ဒါကြောင့်ကျွန်တော်တို့ကိုဒီလိုဆိုခိုင်းတာပါဆိုပြီးတော့ကိုဩရသအင်တာဗျူးမှာကျွန်တော်တွေ့ရပါတယ်ဒါအမတန်မှန်ပါတယ်အဲကြတော့တခါထူးထူးခြားခြားပြန်ဖြစ်လာတာဘာတုံးဆိုတော့ကိုထဲထဲဝင်ဝင်နဲ့နားရည်ဝါနေတဲ့ကို အသွေးသားထဲမှာရှိနေတဲ့ဒီသချင်းတွေကိုကိုဩရသကဆိုခိုင်းတော့အဲပြောမယ်ဆိုလို့ရှိရင်ဒါမျိုးတာ ဆိုရမယ်ဆိုလို့ရှင်တော့ကိုဩရတာလက်ဖြောက်ကလေးဒါတိလိုက်ပါကျွန်တော်အမီးလေးနှံ့ပြီးတော့သွားရုံပါပဲအဲ့တော့အထိကိုဝါသနာကြီးတယ်ပေါ့နော်ဒီဇာကကိုဩရတာနေရာချတာကြီးအမှန်နေဗျအမှန်နေအဲ့တော့ခုနမမျိုးတန်တာထုံးတေုပ်ဆောင်တာကောင်းကောင်းတယ်အာကောင်းပြီးသားအရင်ကလည်းကောင်းပြီးသားဟုတ်လားအခုလည်းကောင်းပါပဲဟုတ်လားဘလောက်ပဲအသေးကြီးကြီးတေုပ်ဆောင်တာတော့နုပြူနေတုံးပဲအဲဟုတ်လားကောင်းနေတုံးပဲလीအဲမဲတုံဖြစ်အောင်ဟာတကယ်တကယ်လုံနိုင်တယ် ဲ့ဒါတော့ထားတော့ကျွန်တော်တို့ဒါယုံကြည်ပြီးသားဟုတ်လားဒရိုက်တာလည်းယုံကြည်လို့ကိုဒီနေရာထားတာဒါမှမဟုတ်ကျွန်တော်တို့ခုနပြောသလိုပေါ့ဟာဒီသချင်းကိုမြို့သားတုံးကိုဇူကိုင်းပါလားဆိုတာကျတော့နည်းနည်းတော့တွန့်သွားတယ်ဟုတ်မှာဟုတ်ပါမလားဆိုတဲ့စိတ်ပေါ့ဒါမှတကယ်ကောင်းလာတယ်ဟုတ်လားအဲ့လိုလည်းမဖြစ်နိုင်ဘူးဗျအော်ဒါတော့မသိနိုင်ဘူးအဲ့တော့မမျိုးတန်တာထုံးသည်ဒီဇကားအပေါ်မှာ ဒီနေရာကိုဒီသချင်းတွေဆိုခိုင်းတဲ့အတွက်ဒီသချင်းဆိုဖို့အတွက်ငါတခုတော့လေ့လာမှရမယ်တယောက်ကိုတော့ငါချင်းကတ်မှရမယ်အဲ့ဒီစိတ်နဲ့သူချင်းကတ်တာလေချင်းကတ်တဲ့ပညာရှင်ကမှန်းနေတယ်ဗျမှန်းနေတယ်အဲ့လိုကြတော့ခုနကပြောတဲ့ဒီဇာကားထဲမှာသူဆိုတဲ့သချင်းတွေကလိုက်ဖက်နေတယ်ခုနကကျွန်တော်ပြောသလိုပါပဲတိရုပ်ဆောင်တွေကအားလုံးကောင်းတယ်အားလုံးကဒီတိုင်းပဲစင်ကဲစင်ကဲပဲဟုတ်လားမြူသနာထုံးရဲ့ရှေ့မှာရှိတဲ့မင်းသမီးတွေကလည်းတိရုပ်ဆောင်ကောင်းတယ်အဲ့ဒီတိရုပ်ဆောင်ကောင်းသလိုပဲမြူသနာထုံးကလည်းဒါလိုပဲတိရုပ်ဆောင်လာခဲ့တာပဲကျွန်တော်လည်းဒုံလေးလကောင်းမယ်ဒီလိုလူလူလာကြတာ မင်းသမီးအသက်ကြီးသွားလို့ဒီနေရာရောက်လာတာနဲ့ဇက်ပုတ်ဇက်ရံစစ်စစ်ကျွန်တော်ဇော်ဝင်နေတယ်ဒါပဲกว่าလေကျန်တာကဒီလိုပဲလာတာဟုတ်ဒီလမ်းကြောင်းပဲဆင်းတာဟုတ်တော့မလားအဲ့ဒီအပေါ်မှာခုနကပြောတဲ့မမျိုးတန်တာထွန်သည်ဟာလာဒီသချင်းလေးကိုဆိုတဲ့အပေါ်မှာတော်တော်လေးအားစိုက်ပြီးတော်တော်ကြိုးစားပြီးတော့ဒီဇက်ကအတွေ့ဆိုလိုက်တာကိုတော့ကျွန်တော်တော်တော်လေးစားပြီးတော့အဲပြောမှဆိုရင်သူ့ကိုကျွန်တော်ဟောပေါ့ဗျာချီးကျူးတယ်ပေါ့ဗျာဒရိုက်တာအတင်တယ်ဟာလာကိုစောဝင်းတယ်ကျွန်တော်ဒီလိုလိုချင်တယ် ူလိုချင်တဲ့ပုံစံကလည်းဇလန်းအရာမှန်းနေတယ်အဲ့ဒီအပေါ်မှာလည်းကို item သူလိုချင်တဲ့ item တိုင်းကိုလည်းလုပ်တယ်အဲ့ဒီလုပ်တဲ့အပေါ်မှာလည်းဒီ item ကိုပေါ်အောင်ဒီ driver ရိုက်ပေးတယ်အဲ့ဒါသစ္စာရှိမှုပဲဗျနော်ဘာကြောင့်လို့ဆိုတော့ဟိုခတ်ကြမ်းကြမ်းနဲ့နည်းနည်းလေးပြောမှဆိုကျွန်တော်က order တရဲ့အဖေလည်းမဟုတ်ဘူးဦးလည်းမဟုတ်ဘူးဗျဦးလေးလည်းမဟုတ်အဖေလည်းမဟုတ်ကျွန်တော်ကအဲ့လိုမျိုးပဲပဲနည်းနည်းရိုက်ပြရအောင်တကယ်တမ်းပြောမှဆိုလို့ရှိရင်ရှင်းသမျှမင်းသားမင်းသမီးဇက်ဖို့ဆိုင်ရာအကုန်လုံးကိုသူ့နေရာတွေနဲ့သူ့ ထီထီမိမိဖြစ်အောင်ရိုက်ပေးတာအဲ့ဒါဒရိုက်တာဇာလန်းပေါ်မှာသစ္စာရှိတာဗျဇာလန်းပေါ်မှာသစ္စာရှိတာဇာလန်းပေါ်မှာသစ္စာရှိစွာနဲ့ရိုက်ပြီးတော့မှဒီပေါ်မှာပါနေတဲ့သရုပ်ဆောင်တွေအားလုံးဒီဇက်ကောင်တွေဇက်ကောင်တွေအတိုင်းမှာသူကာရိုက်တာတွေပေးထားတဲ့အတိုင်းမှာဒီဒီဇာလန်းထဲမှာအံဝင်အောင်လှုပ်သွားတာအဲ့ဒါဒရိုက်တာပညာပဲခုနကပြောကိုဆွေမျိုးကိုသူ့ဖေလည်းမဟုတ်သူ့ဦးလည်းမဟုတ်ပဲနဲ့သစ္စာရှိစွာနဲ့ရိုက်သွားတာအဲ့ဒါဟာဒရိုက်တာပဲဗျ ကျွန်တော်ခုနပြောသလိုပေါ့ဇပ်ပုဇက်ရန်တယောက်ဖြစ်ပြီးတော့ဒီနေရာမှာဒီစကားနဲ့နေဝင်းနဲ့ဥဇော်ဝင်းနဲ့ပြောတဲ့အချိန်မှာဥဇော်ဝင်းနဲ့အယုတ်ကိုငါတို့ကဒီလောက်ကိုပေးမှရမယ်ဆိုတဲ့သစ္စာရှိမှုအဲ့ဒီအပေါ်မှာခမရဘက်ကလည်းတယုတ်ဆောင်ခမရဇပ်ပုဇက်ရန်ဇော်ဝင်းနဲ့ခမရလည်းခြားတန်းကျုပ်ရတဲ့ဒီလိုရိုက်ပြမယ်ဆိုအဲ့ဒီမှာခုနပြောသလိုဒီလိုဖြစ်တာပါပဲဟုတ်လားအဲ့အဲ့အဲ့ဒီဟာခုနပြောသလိုကျွန်တော်ပြောသလိုပါပဲဒရိုက်တာကအမှန်တန်အဓိကကြပါတယ်ဘယ်ကားပဲဖြစ်ဖြစ်ပါဒါကြောင့်မို့ကျွန်တော်တို့ ဇပ်ပုတ်ဇယံအားလုံးနီးနီးပါပဲဘယ်ဒရိုက်တာပေါ်မှာပဲဖြစ်ဖြစ်လီလီစားစားနဲ့ကို့အလုပ်ပေါ်မှာဖိဖိစီစီအကုန်လုံးကြတယ်လုံးကြတယ်အဲ့ဒါတော့သိကြတယ်ဒရိုက်တာ ကောင်းဖို့ဒရိုက်တာတော်ဖို့ပဲအရေးကြီးသည်ဒါပဲ